တော်မတူတို့ရန်တို့အယူကွာတော့များအဲ့ဒါလွဲပါတဲ့အကြတို့အင်းရှင်းကြပါစေတွေ့ခြင်းတို့တွေ့တော့လက်တွေ့ခိုင်ပါစေတို့ရဲ့မြေရင်ကျမ်းရစေတော့ဟောဒီကပါတပ်ပနဲ့ရှောက်တန်တုံနီနဲ့တို့ရဲ့မြေပန်းများကောင်းဖို့တော်စင်ဝေး လိုမျိုးတော်လိုင်းကြီးတက်တည်းရဲ့အောင်ပွဲခံနေမှုမြင်ကွင်းတွေကတော့ဝေးတောက်တိုင်နေဖြစ်တဲ့ဘောမာရီနေနဲ့ကတော့ပါဇက်သေးကနေပြီးတော့တန်ရီဘူးလောင်းထဲခံသလိုရင်ဘက်တစ်ခုလုံးပူလောင်နေပါတော့အသေးကြပါပဲ။ဒါကတော့ဒီကောင်တွေရဲ့ပြောစကားကိုကြည်ရတဲ့ကိုသိနိုင်မှာဖြစ်ပါတယ်။ဒီမှာဗီဒီယိုဖိုင်တစ်ခုတင်ထားတယ်။ကျွန်တော်ကြည့်ပြီးတော့စိတ်ထဲမကောင်းဘူး။အဲ့ဒီဗီဒီယိုဖိုင်မှာကနေရတဲ့ပြောလို့ရတဲ့အုပ်စုတွေရှိတယ်။အရသာဆိုတဲ့အုပ်စုတွေအများကြီးပဲ။အကယ်၍သာအဲ့ဒီအကနဲ့အုပ်စုတို့တက်က၄နှစ်သာဘုံကျဲလို့ပြည်သူတွေတက်ကပြစ်ပါတယ်လို့ခေါ်ကြအောင် တော့နိုင်ငံတော်ကကြနိုင်ငံတော်နိုင်ငံတော်တက်မတော်ကကြတော့နိုင်ငံအချုပ်အခြာအာဏာပိုင်မြေတွေကိုနိုင်ငံအချုပ်အခြာအာဏာကိုပြန်သွတ်သွင်းမှုကျူးစားတဲ့ခါမှာပြန်ပြီးတော့တိုက်ယူရတာရှိတယ်။တချို့ကစီယုံယူရတာရှိတယ်၊ညှိနှိုင်းယူရတာရှိတယ်။အဲ့တော့စီယုံယူမယ်၊ညှိနှိုင်းယူမယ်မရရင်တိုက်ယူရမယ်။အခုတို့ပါသွားတဲ့ဆုံးရှုံးသွားတဲ့မြေကိုပြန်တိုက်ယူရတဲ့ဆင်ရောက်သွားမယ်ဆိုရင်သူတိုက်တဲ့ခါကျရင်ခုနအရသားတွေခုနလိုမျိုးပျော်နေတဲ့အရသားတွေပါ။ခုနပီရက်တွေကြားထဲမှာပျော်ပြီးကပျော်နေတဲ့အုပ်စုတွေပြစ်ခံရင်ဟိုနှက်ကြည့်ပြတယ်ကတေးဦးမယ်။တေးသွားရင်ပြည်သူပါလို့ပြောကြအောင် ခင်ဗျားတို့အဲ့ဗီဒီယိုဖိုင်ကြည့်ရတယ်ခင်ဗျားတို့စဉ်းစားကြည့်လို့ရပါပြီတချို့ပြည်သူပါပြည်သူပါလို့អော်နေကြတဲ့ပြည်ပြည်အုပ်စုអော်နေတဲ့ဟာမှန်ကန်မြတ်တာသေးရလားဆိုတော့ခင်ဗျားတို့စဉ်းစားတတ်လိမ့်မယ်ထင်ပါတယ်ဒီလောက်ပဲကျွန်တော်ပြောရင်းနဲ့ကျွန်တော်ဒီငလေးကဲကျော်မျိုးမင်းကတော့ပြောသွားပါတယ်အခုကအနေနဲ့ပြည်သူတွေကိုဘုံကျဲတာဟာတရားမျှတမှုရှိပါတယ်လို့ပြောသွားဖြစ်ပါတယ်တို့စစ်တပ်ဘက်ကမှန်တယ်ဗောဗျာမြန်မာနိုင်ငံမှာလက်ရှိရှေ့မှာအဲ့အရင်တော့ဘုံကျဲခံမနေတာတခုဖြစ်နေတာကိုအားလုံးရင်နာနာနဲ့တွေ့နေရဖြစ်ပါတယ်တို့ကတော့ပြောပါတယ် ပြန်တိုက်ယူမယ်ဆိုပြီးတော့ပြောရင်ပဲလေပြည်သူတွေကိုဘုံကျဲကနေတဲ့ပြည်သူတွေကိုဘုံကျဲတာကိုသူတို့ကိုသူတို့တစ်တိုက်ပြီးတော့နေမျိုးတွေကိုပြန်သိမ့်နေတာလို့ထင်နေတဲ့လူកောင်မျိုးတွေကိုသူတို့ရဲ့ဘာမမယုံနိုင်တဲ့လူကျွန်တော်တို့ရောက်ပို့ပေးရမှာတော့သိကြပါပဲတာဝန်ရှိတဲ့ဘသူတွေမှာတာဝန်ရှိတဲ့မင်းရင်လုံးလို့လူတွေတဲ့ဘုံချုပ်ကြီးကတိုက်ခါကုန်လက်ပြမလို့ပေါ်မှာစလို့သိပြမလို့ ိုးချုပ်ကြီးကတိတ်ခါကုန်ခိုးတဲ့ဘိုးချုပ်ဒီမာနေမီဒီယာတွေဝင်ပါဆိုလို့မီဒီယာတွေဝင်ပါဆိုလို့ခိုးတဲ့ဘိုးချုပ်ဒီမာနေဘူးရင်စေဝါတိတ်ပေါ်လာခရိယောကြားပြန်ပါပဲခရိယောဟာကြားပြန်ပါပဲဘူးရင်ပေါ်လာကယုံဓမ္မဓာလန့်ကောင်းကြားပြန်ကောင်းဆောင်မင်းအောင်နိုင်ပဲကြားပြန်ကောင်းဆောင်မင်းအောင်နိုင်ပဲကယုံဓမ္မဓာလန့် ောက်ရှာဝရံပြေးဖို့လူမယုံဘယ်သူပဲပုံမဲပေးမှလဲဘယ်သူပဲပုံမဲပေးမှလဲဝရံပြေးဖို့လူမယုံစစ်ရှုံးပြီးလို့ခွက်ဖို့ပြီးချက်ဖို့ပါတီမနိုင်မချင်းချက်ဖို့ပါတီမနိုင်မချင်းစစ်ရှုံးနေ ကတထေးသာစစ်ခွေးတွေကရှည်တန်းသွားအောင်မြင့်သူကတထေးသာစစ်ခွေးတွေကရှည်တန်းသွားစစ်ခွေးမရမဲဖောက်ယူမိုဟင်းငါပွဲငါပြောဦးစစ်ခွေးမရမဲဖောက်ယူမိုဟင်းငါပွဲငါပြောဦးตะคอมิจูสิ่งนักสิกวยฤกะทะเม็งงะตะคอมิจูสิ่งนักกะ ူကထမင်းငါတို့ချုပ်ပါဇက်ခိုင်းရင်သေးစစ်ခွေးမိမ့်မလင်းငယ်နေတို့ချုပ်ပါဇက်ခိုင်းရင်သေးစစ်ခွေးမိမ့်မလင်းငယ်နေခွေးသခင်တွေ ခိုင်းသမျှစစ်ခွေးကုတ်ကြာကျွန်ပါဝါခွေးသခင်တွေခိုင်းသမျှစစ်ခွေးကုတ်ကြာကျွန်ပါဝါမင်းအောင်လှိုင်ကအာနာယူစစ်ခွေးတွေကမြေမာလူမင်းအောင်လှိုင်ကအာနာယူစစ်ခွေးတွေကမြေမာလူ ဘိုးချုပ်အယူလက်ပညာစစ်ခွေးတွေကခေါင်းမပါဘိုးချုပ်အယူလက်ပညာစစ်ခွေးတွေကခေါင်းမပါဘိုးချုပ်ကသာကားဝယ်စီစစ်ခွေးတွေကတည်ရင်းနီဘိုးချုပ်ကသာကားဝယ်စီစစ်ခွေးတွေကတည်ရင်းနီဘိုးချုပ်ကြီးကကုမ္ပဏီပိုင်စစ်ခွေးတွေကဖဏတ်ကိုင်းဘိုးချုပ်ကြီးကကုမ္ပဏီပိုင်စစ်ခွေးတွေက မုန်းတဲ့စစ်ခွေးကောင်စခွက်လူရဲ့ထိုးထိုးဟောင်းစေးပြကြောင်လို့လူတွေတက်စစ်ခွေးအုံလာဘိန်းစားတက်စေးပြကြောင်လို့လူတွေတက်စစ်ခွေးအုံလာဘိန်းစားတက်အကျန်းဖက်စစ်ကောင်စီရဲ့လူမဆန်တဲ့ရက်ဆက်ရုံမှမှုတွေကြောင့်အသက်ပေးသွားခဲ့ကြရှာတဲ့တော်လန်ရေးတူရဲကောင်းများနဲ့ငလင်တန်တင့်ပြည်သူများကိုနှမျောတက်တလွမ်းမောရခြင်းအထိမ့်မှတ်နဲ့ ီနေရာကနေခိတ္တမြငိန်သက်အလေးပြုပါတယ်ခင်ဗျာငါလို့စတဲ့ဝင်ချင်းတဲ့စီဖွေးကြီးလုံးလုံးပပပြုံးပြီးထိုးထွေးမှာအယိုးပေးတာဖွေးလို့ကိုက်ခုအစာငါလို့ကြွားပချာစာမတက်တာစစ်ချိုးစီဝေး ွေးတမိန်တာနာပလာတာတော့လူစားတဲ့ခွေးအယိုးကိုက်ဖို့ဒီကျွေးကြော်ဆက်ခွေးခေါ်တာနဲတော့နဲသိပိုက်ဆရာကြီးလေးဘော်တင်ခွေးတော်နိုင်ရင်ဘောမလုံစားချက်ဘူးလေးတော့စိတ်ညစ်ခွေးလက်ဖြစ်ပါလေပြောတဲ့ဘောမဘိုးချိုပြစ်လို့ထမ်းလက်ကရမ်းထွက်လာတာဘောမစကားစုံလုံးကမ်းပြီးပြူးထွက်နေဘူးလက်လက်ဆွေးဝမ်းနေယူကြီးမဲတွေရှုံးလို့ညိုးလာပြီတခိုးပါတီခုခေကြီးဟဲ့ Thank <laughs> you. ဒေါ်လာမျိုးတွေအားလုံးပဲငလင်မေးတာမှာအများဆုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ Gojek Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး review ရှင်မလို့သွားပေးကြမှာတော့ယနေ့ April 18ရက်နေ့တောက်ကြာနေရဲ့မရပိုင်းတီနောက်ဆုံးရရှိတဲ့သတင်းချို့ပြပပြည်ဆောင်ဖြစ်တဲ့မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအားပေးသွားဖို့ဒီနေရာကနေ review ထပ်မံတိုက်တွန်းပြောဆိုလိုက်ပါရစေ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မြန်မာနိုင်ငံတဝက်စစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးရင်မှာတော့မကွေးတိုင်းအထက်မင်းလာမှာ၁၀ကောင်မကွေးတိုင်းပေါ့မြို့မှာ၂ကောင်အနေနိုင်တိုင်းဘုတ်ပြင်းမြို့နယ်မှာ၁ကောင်နဲ့ ဘိုးတိုင်ကျော်တကားမြို့နယ်မှာတော့တဦးလင်းဝင်ရောက်ပြီးရှမ်းပြည်နယ်တောင်ကြီးမြို့မှာတော့တဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့ကျမ်းပေရမ်းပေရေးပီလူဆိုတဲ့အတိုင်းပဲမုံပြည်နယ်ရေးမြို့နယ်ကျောင်းရွာအခြေဆိုင်ခမရ9ကုတီတဲရင်မှာအကြမ်းဖက်စစ်သားများကျင်းပတ်ရန်ထွက်လာစဉ်မှာပဲရေးပီလူဘက်က RPG နဲ့ပစ်ခတ်တိုက်ခတ်ခဲ့ပြီးစစ်သားအလုံးတက်သေးပြန်ဝင်ပြေးသွားတယ်ဆိုတဲ့အကြောင်းထုတ်ပြန်ထားပါတယ်။ဒါဟာဧပြီလ18ရက်နေ့မုံလယ်ပိုက်မှာကျောင်းရွာအခြေဆိုင်ခမရ9ကုတီတဲရင်ကနေပြီးတော့ကျမ်းပတ်စစ်သားများကျင်းပတ်ရန်ထွက်လာစဉ်မှာရေးပီလူဘက်က RPG နဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ရင်တိုက်ခတ်မှုတွင်ဂျမ်ဘတ်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးစစ်သားအလုံးကြောက်လန့်ပြီးကမာယာ၅ခုတည်းတရင်တွေကိုပြေးဝင်သွားကြပါတယ်။သူတို့အင်အားကတော့တိမ်များပါဘူးရောက်၂၀ဝန်းကျင်လောက်ပဲရှိတယ်။ဒီတဲ့ကျွန်တော်တို့ကြာဆုံးမှုရေးအတွက်အတိအကျတော့မသိသေးပါဘူး။ဒဏ်ရာတွေတော့ရကြတယ်ပေါ့လက်ဆိုတော့ကျွန်တော်တို့ပြစ်ကွင်းကအရန်ရှင်းတယ်။ပြစ်ကွင်းတက်တဲ့ကြီးကို RPG နဲ့ပေါ်ထက်လိုက်တာဆိုပြီးတော့ရေးဘူးအဖွဲ့တရင်မှုကလည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့နှစ်စန်းတရက်နေမှာမင်းအောင်လိုင်းကနေပြီးမြန်မာနိုင်ငံပြည်သူပြည်သားများအားလုံးကျန်းမာချမ်းသာပါစေဆိုပြီးတော့သူ့ရဲ့မျက်ခွက်ကြီးနဲ့ ဒီဖန်သားပြင်ပေါ်ကနေပြီးတော့ထွက်ပြီးပြောပြီးတဲ့အချိန်မှာပဲ9မိနစ်တောင်မကြပါဘူးဗျာဘုံကျဲမှုတွေကိုတောက်လျှောက်လုပ်နေတော့တွေ့ရပါတယ်မန္တလေးတိုင်းစင်ကူးမြို့နယ်နှစ်တောင်ရွာကိုကျမ်းပတ်စစ်ကောင်စီကနှစ်စန်းတရက်နေ့ညပိုင်းမှာဒိန်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်အသက်50ရွယ်ဒုံမွန်ကတော့ကြာဆုံးခဲ့ရပြီးတော့ပြင်းဦးလွင်ခဲရဲ့ပကဖကတောင်းဝင်ရှိသူတို့ကလည်းထုတ်ပြန်တာတွေ့ရှိရပါတယ်နောက်ထပ်သတင်းတွေမှာတော့တိုင်းပြည်နဲ့ပြည်သူ့ခန္ဓာကိုဂုံသွေးဆုပ်ပြီးပြည်သူကိုစစ်မှတ်ပြုနေတဲ့စစ်အုပ်စုကိုတိုက်ထုတ်ရတဲ့တော်လိုင်းဖြစ်သူတို့ဆေးအာနာရှင်နဲ့အာနာရှင်မှန်သမျှ ဆေးရနာရှင်အမူကျင့်အတွေ့အခေါ်မှန်သမျှအဆုံးသက်ရေးအတွက်စင်နေနေရတဲ့တော်လိုင်းဖြစ်တာကြောင့်ခက်ခဲကြမ်းတမ်းမှုတွေအများကြီးရှိတယ်ဆိုတာကိုကြည့်မြင်ရမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝလာရှိလာကလည်းပြောထားပါဗါးနောက်ထပ်သတင်းတွေမှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့မဟာမိတ်တော်လိုင်းဖွဲ့တွေဟာဆေးရနာရှင်အဆုံးသက်စီမဲ့အထွေထွေထိုးစစ်ကြီးကြီးရဲ့ဆွေးနွေးပွဲပြင်ဆင်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကလည်းပြောပါတယ် PDF တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်စင်ရေးနေမြေတရားဝတီတိုင်းစစ်ဌာန UR29 ARD PDF အပတ်စဉ်၅အခြေခံစစ်ပညာသင်တန်းစင်ဝတ်ခန်းနာကိုတော့မတ်လ25ရက်နေ့မှာကျင်းပခဲ့ပြီးအဲ့ဒီခန်းနာမှာပဲဝင်ကြီးဦးရင်မောင်ကပြောခဲ့တဲ့မိန်ကွန်းရုပ်သံဖိုင်ကိုလည်း UR29 ကနေပြီးတော့ဒီနေ့မှာထုတ်ပြန်ထားပါတယ်။ပြည်တွင်းထိုးစစ်ကြီးမှာမြို့ဝကျွန်းပေါ်ဒေသဟာအရေးကြီးတဲ့စစ်မျက်နှာတစ်ခုပါဝင်ရမယ်လို့ NUG ကဝန်ကြီးကပြောထားပါတယ်။ဒါပြင်အဆင့်ဆင့်သောကိုကဲမှုနဲ့အထက်မိန်ကိုနာခံကြဖို့နဲ့ရဲဘော်များနေဖြင့်မဟာဗျူဟာမြောက်ပြီးနီးပရိရဲ့ကျယ်ဝတဲ့အိမ်မှာပါနေတဲ့တပ်ဖွဲ့များပေါ်ဆောင်ကြဖို့လဲဝန်ကြီးကမှာထားတာကိုသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ နာအဖခင်မှာသာသနာရေးဝင်ကြီးသူရဦးမြင့်မောင်နဲ့စစ်ကောင်စီဖွဲ့ဝင်ဗိုလ်ချုပ်ကြီးများရဲ့ဇနီးများပေါင်းလူသမီး၁၄ဦးကိုစစ်ရှုံးမင်းအောင်လိုင်းကနေပြီးတော့သာသနာတော်ဆိုင်ရာဘောဒစိန်များချီးမြှင့်အနံ့ကြောင်းစစ်ကောင်စီကအေဘလာ၁၉ရက်ကထုတ်ပြန်ခဲ့ပါတယ်။ကောင်းလို့နေနဲ့သာသနာတော်၃ရက်တိုးတက်ထွန်းကားစေရန်သာသနာတော်တွင်ပစ္စည်းလေးပါးတို့ဖြင့်စွန့်စမ်းတက်မှန်ထောက်ပံ့လူတန်းခဲ့သောကြောင့်အခုလိုအဆိုပါဘွဲ့တွေပေးရချင်းတို့လည်းစစ်ကောင်စီကဆိုထားပါတယ်။ဘောဒစိန်ပေးရခံရသူများတွေမှာတော့စစ်ကောင်စီတွင်းရင်မှုဗိုလ်ချုပ်ကြီးအောင်လင်းတို့ရဲ့ဇနီးတော်အုံမှာမြင့် ဘက်ဘက်တွင်ရင်မူဗိုလ်ချုပ်ကြီးရဲဝန်းရဲ့ဇနီးဒေါ်နီလာစစ်ကောင်စီဖွဲ့များဖြစ်တဲ့ဗိုလ်ချုပ်ကြီးမြထုံးရဲ့ဇနီးဒေါ်တသက်အောင်ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းရီဇနီးဒေါ်တန်တန်အေးဗိုလ်ချုပ်ကြီးမမောင်အေးရဲ့ဇနီးဒေါ်ဝါဝါသင်းဗိုလ်ချုပ်ကြီးညိုစောရဲ့ဇနီးဒေါ်ဆန်းဆန်းအေးနဲ့ဒုတိယဗိုလ်ချုပ်ကြီးရပြည့်ရဲ့ဇနီးဒေါ်တင်စာဝင်းစိန်တို့ပါဝင်ခဲ့တယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းမှာတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်းမှာတော့ကော့ကရိတ်မြို့နယ်ကြုံတိုးမြို့အနီးတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပေါ်နေကြအောင်ကြုံတိုးရှိဒိုင်းတရားတစ်ကိုစစ်ကောင်စီဘက်ကပိတ်လိုက်ကြောင်းကာသမားများကမြင်တော်လိုင်းတစ်ဖွဲ့ထံမှရပါတယ်။ ဩဂရီဂျုံတို့အာရှာလမ်းမကြီးချောက်မှာပြီးခဲ့တဲ့နှစ်ရက်ခန့်ကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှလေကြောင်းဒရုန်းနဲ့နဲ့ကြီးတို့ဖြင့်ပစ်ကူပေးခဲ့သလိုဖန်အံဘက်ကလည်းအင်အားယာကနန်းရှိစစ်ကူများပို့လို့ပြီးဂျိုင်းနဒါတိကြီးကိုနေရာယူရောက်ရှိနေကြောင်းဒေသခံများနဲ့စစ်ရေးသတင်းမီဒီယာပြောဆိုထားပါတယ်ဒေသခံတို့ကတော့ကျွန်တော်မနေ့ကပါပြန်တက်လာတာငလင်ပေးကူညီသွားတာလေအဲ့ဒီမှာဂျိုင်းနဒါပိတ်တဲ့သတင်းကြတော့ပြန်လှည့်ရမှာကြောက်ပြီး ထီယုံကနေပတ်ပြီးတော့ကော့ကိုလမ်ကနေပြီးတော့ပြန်တက်လာတယ်လို့ပြောထားတာတွေ့ရှိရပါတယ်စစ်တပ်ကပိတ်တာဟုတ်တယ်ဒါပေမဲ့မဖြစ်မနေကားတစ်စုကိုတော့ပြေးဖြစ်ပါသေးတယ်တရားကမြေပြင်စစ်အင်အားဖြည့်ဖို့နဲ့စစ်လက်နက်တွေဖို့အတွက်အဓိကလမ်းကြောင်းကတရားဖြစ်နေတာလို့လည်းဆိုထားပါတယ်ကော့ကရိတ်နဲ့ဂျုံလို့ကြမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများနဲ့တက်ဆက်ထားတဲ့နေရာမျိုးကိုကရင်မျိုးသားလူမျိုးတက်မတော် KNL မွန်တော်လိုင်းတက်များနဲ့ပြည်သူ့ကာကွယ်ရေးတက်မတော် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များကထိုးစစ်ဆင်တိုက်ခိုက်နေရာအေပယ်လ15မှာစတင်ပြီးတိုက်ပွဲတွေပြင်းထန်နေကြောင်းသိရှိရပါတယ် ဒီမိုကရေစီမပွဲဘူးဗျာတမာတီအာနာစီစနစ်သွားမယ်ဗျာတော်သူကြံ့ဖို့ပါတီမကလို့ဘာပါတီလဲလို့ရှင်းသမီးပါတီတွေအကုန်လုံးဖျက်သိမ်းမယ်ဗျာအဲ့ဒီပါတီကနေစနစ်ကနေသူတို့ကသူတို့ရွေးဖွဲ့စည်းပုံပြန်ပြင်ပြီးတော့နိုင်ငံရေးနည်းနဲ့အုပ်ချုပ်မယ်ဗျာအဲ့လိုမျိုးသွားရင်တရုတ်ကထောက်ခံရင်အမေရိကန်ဘာပြောမှဘာမှမပြောဘူးဟွန်းဒါပေမဲ့အဲ့မှာသူတို့လုံးလောက်ရမှာကရှင်းသမီးတိုင်းရင်းသားတွေအားလုံးကိုတိုက်ထုတ်ပါမယ်မြန်မာနိုင်ငံမှာလက်နက်ကင်တရုတ်မှမထားဘူးအဲ့ဒီတော့တရုတ်အကူအညီယူယူဘယ်သူအကူအညီအကုန်တိုက်ထုတ်ပါမယ် တော့မြန်မာနိုင်ငံနယ်စပ်အားလုံးကိုသူတို့တူဦးတဲ့အုပ်ချုပ်ရမယ်ဒီတရုတ်ပုံစံကွန်မြူနစ်ပါတီဒီပြင် BNL ပုံစံမလေးရှားပုံစံထိုင်းပုံစံသူနိုင်ငံမှာဘယ်တယောက်မှလက်နက်ကင်ခွင့်မပေးဘူးအဲ့ဒါလည်းပြီးသွားတဲ့ခါကျရင် तू ကစီးပွားရေးကိုဖွင့်ချလိုက်မယ်ပြောချင်တာကမြန်မာနိုင်ငံမှာနိုင်ငံရေးအကြောင်းလာမပြောနဲ့မြန်မာနိုင်ငံမှာ NGO ကြောင်းလာမပြောနဲ့စီးပွားရေးလုပ်ချင်တာလုပ်အဲ့တော့ အဲ့မျိုးပြက်ပြက်သားသားလှုပ်ရဲတဲ့စစ်ကောင်းဆောင်လည်းမရှိဘူးအဲ့လိုပြက်ပြက်သားသားနိုင်ငံရေး policy တွေတဆင့်ပြီးတဆင့်ချထားပြီးတဆင့်ချင်း account တွေဖော်မယ်အဲ့ဒီ account တွေဖော်တဲ့နေရာမှာကမ္ဘာနိုင်ငံများအားလုံးနဲ့လက်လွန်ချီလွန်မဖြစ်ရလေအောင်လဲခတင်းတင်းလှုပ်တတ်တဲ့အချိန်လည်းမရှိဘူးအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အဲ့ဒီစနစ်လည်းမဟုတ်ဘူးဒီမိုကရေစီသွားမယ်ဆိုပြန်တော့လေဒီမိုကရေစီ NLD ပါတီကိုသူတို့ပဲပေးထောင်ပြီးတော့ရွေးကောက်ပွဲဝင်ခိုင်းပြီးတော့ဟော ပြည်သူကမဲပေးတော့လေမရဘူးအာဏာပြန်သိမ်းနေဒီမိုကရေစီလည်းမဟုတ်ပြန်ဘူးအဲ့တော့ဘယ်သွားလို့သွားအမှန်မသိပဲနဲ့တိုင်းပြည်ကကြားထဲကနာရောဥပည်သူတွေဆင်းရဲကုန်ရောသူတို့ကသွားကြင်တာကသူတို့ရဲ့မိသားစုတွေရဲ့ဘဝတိုးတက်ဖို့နဲ့သူတို့ရဲ့ကိုယ်တောက်တိုင်တွေအကုန်လုံးအခွင့်အရေးရဖို့သွားကြင်တာအားကြောင့်ဒီလူကောင်းတွေမရှိဘူးလို့လေလို့ပြည်သူတွေကိုထက်ကထက်ကအွန်လိုင်းရေးတက်ရည်ရနေပြီးတော့တတိပေးနေတာဖြစ်ပါတယ်အဲ့တော့ NLD ပါတီကသူစီကပြန်လာသိရင်သူသက်နှက်ကိုင်ပြန်တိုက်မှာပေါ့ဗျာသူ့လူလိုပဲပေါ့ တော့သူကိုယ်တိုင်ကကိုယ်က NUG ဖြစ်ပေါ်လာဖို့အတွက်မွေးမြူထားသလိုဖြစ်နေတာတကယ်တော့ NUG က NLD ကိုငကိုတဲကရွေးကောက်ပွဲဝင်ခွင့်မပေးဘူးငကိုတဲကသူ့လိုပဲအုပ်ချုပ်ထားပဲဘာဘာအဲ့တော့ဒီမိုကရေစီရွေးကောက်ပွဲမှာမရှိရင်ဒီနေ့ NUG ပေါ်လာစရာအကြောင်းမရှိဘူးဒီနေ့ຫນွေဥဒေါ်လာကြီးပေါ်လာစရာဘူးအကြောင်းမရှိဘူးနိုင်ငံတကာနိုင်ငံမှာလက်နက်ကင်ဒေါ်လာကြီးဖြစ်ဖို့ဆိုတာခလီကစားတဲ့လို့မဟုတ်လွဲတဲ့လို့မဟုတ်ဘူး ဒါပေမဲ့လက်နဲ့ကင်တော်လိုက်ရင်မဖြစ်ဖြစ်အောင်တို့ကဖန်တီးနေတာတို့ကမွေးထားတာအဲ့တော့အဲ့လိုမျိုးရှိနေတဲ့ခေါင်းဆောင်အစုပ်အပြက်တွေကတိုက်ပြည်ကိုဖျက်ဆီးနေတာအခုပြောချင်တာကဒီ group ကလူတွေကိုကျွန်တော်တို့လာမဆဲနဲ့ကိုယ်ခေါင်းဆောင်ကိုသဆဲကျွန်တော်တို့ကြောင့်ဒီပြဿနာတက်တာမို့တို့အသုံးမချလို့ဖြစ်နေတာတရုတ်ကိုအားကြအားကြလို့ရတယ်ဗီယက်နမ်ကိုအားကြ ကျွန်တော်တို့နိုင်ငံကြီးသမားတွေနိုင်ငံကြီးအာဏာမရတာပဲရှိမယ်ဒါပေမဲ့သူတိုင်းပြည်ထိုးတတ်တယ်စင်ကာပူကိုအားချက်စင်ကူမှာ NLD ပါတီမရှိတာပဲရှိမယ်မင်းတို့တွေကပဲစင်ကူမှာစင်ကူငွေကြီးချုပ်ကပြောနေတာကျွန်တော်သတင်းမှာနားထောင်လိုက်ရတယ် CNI မှာအတိုက်ခံတွေကိုငါတို့နေရာပေးပါမယ်တဲ့အခုလည်းပြန်ငါတို့တဖြည်းဖြည်းချင်းနေရာချဲ့ပေးမယ်မှန်တယ်လीဒါစင်ကာပူထိုးတတ်နေတယ်လीอืม နိုင်ငံရေးသမားတွေနိုင်ငံရေးမလုပ်ရလို့ဒီမိုကရေစီမလုပ်ရဘာမှအရေးမကြီးဘူးဘယ်သူမှလည်းအားရတို့ရေတို့ရေမလုပ်ဘူးတိုက်ပစ္စည်းပွားရေးတိုးတက်အောင်လုပ်ပြီတိုက်ပစ္စည်းပွားရေးတိုးတက်အောင်လုပ်ဖို့အတွက်ဘာဖြစ်မလဲစနစ်တစ်ခုတည်းမှာမရဲမှာအခုကသူကဘယ်စနစ်မှာမှမရှိဘူးဘယ်ဘာသူတို့ကဘာစနစ်နဲ့သွားနေမှန်းကိုမသိတာတရုတ်တရုတ်လည်းမဟုတ်ရုရှားလည်းမဟုတ် US လည်းမဟုတ် EU လည်းမဟုတ်စကန်ဒီနေးဗီးယားလည်းမဟုတ်အာဆီယံလည်းမဟုတ်သူတို့ကဘာစနစ်မှန်းကိုမသိတာဒါပေမဲ့သူတို့ကိုင်တာတော့ဒီမိုကရေစီပဲ ဘာဒီမိုကရေစီလဲဒီမိုကရေစီဆိုတာအတိုက်ခံကိုဖမ်းလို့မရဘူးဒီမိုကရေစီဆိုတာနိုင်ငံလုံးကိုပိတ်သက်လို့မရဘူးဒီမိုကရေစီကရွေးကောက်ပွဲကိုမတရားပါဘူးပြောလို့မရဘူးဒီမိုကရေစီဆိုတာရွေးကောက်ပွဲမတရားပါလို့ကြေညာပြီးတော့ဖမ်းပြီးတော့အေးပါတီအားရှိတဲ့လူတွေအကုန်လိုက်ဖမ်းလို့မရဘူးဒီမိုကရေစီဆိုတာဆန္ဒပြတဲ့ចောင်းသားတွေကိုတနက်နဲ့ပြစ်လို့မရဘူးအဲ့တော့ဘာလို့စားမှန်းလည်းမသိဘာမှလည်းနားမလည်ဘူးသူတို့နားလေတာက ဒီရက်စီတက်မယ်ဘိုးလုံးမယ်တရင်မှုလုံးမယ်ခိုးမယ်ကိုကြည်ပွားချမ်းသာအောင်လုပ်မယ်ပြီးတော့တိုင်းပြည်ကလုပ်ငန်းတွေအားလုံးသူတို့ယူမယ်ဆေးရုံတွေအားလုံးသူတို့ယူမယ်သူတို့လှုပ်ရှားမယ်ဒါပဲသူတို့သိတယ်ပြဿနာကအဓိကမြန်မာနိုင်ငံမှာပြဿနာရှာနေတာအဓိကတရားခံသည်စစ်ကောင်စီပဲအစ်စ်အုပ်စုပဲတောင်းသားနဲ့လည်းပြဿနာတက်နိုင်ငံရေးပါတီထောင်ခိုင်းပြီးနိုင်ငံရေးသမားနဲ့လည်းပြဿနာတက်တိုင်းရင်းသားနဲ့လည်းပြဿနာတက်ရှိသမျှလူနဲ့ပြဿနာတက် မွတ်စလင်နဲ့လည်းပြဿနာတယ်ဟိန္ဒူနဲ့လည်းပြဿနာတယ်ခရီးယန်နဲ့လည်းပြဿနာတယ်ရိုဟင်ဂျာနဲ့လည်းပြဿနာတယ်ရခိုင်နဲ့လည်းပြဿနာတယ်ကရင်နဲ့လည်းပြဿနာတယ်ရှမ်းနဲ့လည်းပြဿနာတယ်ကချင်နဲ့လည်းပြဿနာတယ်မွန်နဲ့လည်းပြဿနာတယ်ရှိတဲ့လူနဲ့အကိုပြဿနာတက်နေတယ်သူတို့ကနောက်ဆုံးဘုရောဘာသာအချင်းချင်းလည်းပြဿနာတယ်ဆရာတော်တွေဘုန်းကြီးတွေအများကြီးသူတို့ဖန်တာကြီးရှိတယ်။အင်း ခေတ်အဆက်ဆက်မှာတို့ကလူတိုင်းနဲ့ပြဿနာတဲ့နေဖြစ်ချင်တာကဟုတ်ကဲ့ကဘာကြီးဖြစ်နေတဲ့အခင်းချင်းဟာကျွန်တော်တို့နဲ့လုံးဝမဆိုင်သလိုပြောဆိုတော့ကျွန်တော်တို့ကအပြင်ရောက်နေတယ်ကဘာအပြင်မှာကဘာရဲ့စီးမင်းအပြင်မှာရောက်နေတယ်ဒီအုပ်စုကလုပ်ထားတာဈေးကစီပါရေးလည်းမဟုတ်ပြည်တွင်းမားကတ်လည်းမဟုတ်နိုင်ငံခြားကိုတင်ဖို့ရောက်ချရေးမားကတ်လည်းမဟုတ်သူကဝယ်စားရေးမားကတ် ကဘာပေါ်မှာဘယ်နိုင်ငံမှာမှမရှိတဲ့ဈေးကွက်ကြီးတရားသာရရောင်းစားတယ်အိမ်မှာရှိတဲ့အိမ်မှာရှိတဲ့ဘရက်တွေစိန်စိန်လက်စုပ်တွေကိုရောင်းစားတယ်ရောင်းတယ်ရတဲ့ပတ်စံနဲ့အကုန်ဝယ်စားတယ်ဒါပဲဘာလို့မှမလုပ်ထိုင်စားနေတာဟွန်းပြောချင်တာကတိုက်ပြင်းမှာဘာလို့မှမရှိဘူးတိုက်တနိုင်ငံလုံးမှာရှိတဲ့အဲ့ဒီတရားသာရတွေရောင်းစားတယ်ပြီးတော့သူများစီကဝယ်စားတယ် ဘူးဆိုလူပါရောင်းစားနေတယ်။ဘခုံရောင်းစားနေတာ။ကမ္ဘာစီးပွားရေးမှာလည်းသူတို့မရှိဘူး။ကမ္ဘာမားကတ်မှာလည်းသူတို့မရှိဘူး။เนาะ export အာဆီယံနေတရုတ်တွေပြောတဲ့ export economy လည်းမဟုတ်ဘူး။တင်ပို့ရောင်းချတဲ့ဟာလည်းမဟုတ်ဘူး။မိပညာဥစ္စာလည်းမဟုတ်ဘူး။ကုန်ထုတ်လုပ်ငန်းချင်းလည်းမဟုတ်ဘူး။ဘာမှမဟုတ်ဘူးဗျာ။ ကဲဘာမှမဟုတ်တာလည်းပြောနေပြဘာမှမဟုတ်တဲ့ကောင်တွေကနေပြီးပလင်ပေါ်ခွေးတက်သူတို့တက်နေပြီးတော့ခွေးလိုပဲနေတဲ့တော့ခွေးရမှတစ္ဆာရှိရှိနဲ့ပြန်ပြီးတော့ကခင်ကိုကြည့်ကြည့်ရမယ်ဒီလိုကောင်တွေကတော့ခွေးတော့တော့အဆင်တမ်းမရှိတဲ့ကောင်တွေဆိုတာကတော့အလုံးတည်တယ်။ဒါကြောင့်နိုင်ငံလုံးနဲ့ပြဿနာတက်နေတဲ့စစ်ခွေးကောင်စီကိုကျွန်တော်တို့တွေသူချနိုင်မှသာကျွန်တော်နိုင်ငံကအောက်မုံနဲ့တန်းချောင်းတို့ကိုသွားနိုင်မှာဖြစ်တယ်လို့ဒီနေရာကနေပြီးအတည်ပြုနေပဲဗီဒီယိုလေးကိုစုံထားလိုက်ပါတယ်။